ပါစကားကာလသရုတ်ထတည်င်ပတ်ရဲ့ဇာတပတိနေရှင်ယောအင်းဝင်ကလေးချံအခန်းကြီး73အခန်းငယ်76မှ20သခင်ယေရှုသည် တပည့်တော်များ၏ခြေကိုဆေးတော်မူပြီးနောက်မိန့်တော်မူသည်မှာ အစေခံသည်မိမိသခင်ထက် ကြီးမြတ်သည်မဟုတ်ဆေလူချင်းခံရသူသည်လည်း ်ဆေလွတ်တော်သူထက် ကြီးမြတ်သည်မဟုတ်ပေ။တင်တို့သည်ဤအကြောင်းအရာများကိုသိရှိ၍လိုက်နာဆောင်ရွက်ကြပါလျင်မင်္ဂလာရှိ၏။ငါသည်တင်တို့အားလုံးကို ပြောဆိုနေခြင်းမဟုတ်ငါရွေးချယ်ထားသော သူတို့ကိုငါသည်ဤတို့ဖြစ်ရခြင်းမှာငါနှင့်အတူပေါင်မုံကို စားတော်သူသည်ငါကိုခြေဖြင့်ကန်ကြောက်လေပြီဟူသောကြမ်းကျက်ပြည့်စုံမိအကြောင်းသည်။ ဤအကြောင်းအရာမဖြစ်ပြမီငါသည်ယခုတင်တို့အားထိုအရာကို ပြောထားလေပြီသို့မှသာ ထိုအကြောင်းအရာဖြစ်ပြလာသောအခါငါသည်ထိုသူဖြစ်သည်ကိုတင်တို့ယုံကြည်ကြလေမည်တင်တို့ဟာငါဧကံအမှန်ဆိုသည်ကငါစစ်လွတ်သောသူမိသူကိုမဆိုလက်ခံသောသူသည်ငါကိုလက်ခံ၏ငါကိုလက်ခံသောသူသည်ငါကိုစစ်လွတ်တော်မူသောသူကိုလည်းလက်ခံ၏ဟု မိန်တော်မူ၏ ယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေဒီ Love and Transforming Power ချစ်ခြင်းမေတ္တာတော်နဲ့ပြောင်းလဲပေးနိုင်ခြင်းစွမ်းအားဒီနေ့တမန်တော်၏အကြောင်းကိုပြောလာပါတယ်အားလုံးသိကြတဲ့အတိုင်းပဲဒီကျမ်းပိုက်ဟာနောက်ဆုံးကြတာစာဝဲကျမ်းပိုက်ဆက်ဆက်နေပါတယ်ဒီနောက်ဆုံးကြတာစာဝဲမှာပဲတမန်တော်၏အကြောင်းကိုသူကပြောလာပါတယ် ချွန်ချွတ်ချက်ရှိတဲ့ကြရှုံးတဲ့ပုံကိုယ်တွေသူ့ကိုယ်တော်တစ္ဆာဖောင်းမှန်ပုံကိုယ်တွေဖြစ်ပါတယ်ဒါဟာလူရဲ့ယုတ်တိ logic နဲ့ကြည့်မယ်ဆိုရင်အဆင်ပြေမနေပါဘူးဒါပေမဲ့သူတည်တည်နဲ့ကိုရွေးချယ်ခဲ့ပါတယ်တည်တည်နဲ့ရွေးချယ်တဲ့ပုံကိုယ်တွေပါစကားပဲပြီးတဲ့အချိန်မှာတော့ပြုပြင်ပြောင်းလဲခြင်းခံရပါတယ်သူချစ်တို့သူ့ရဲ့ချစ်ချင်းကြောင့် သူတို့ဟာပြောင်းလဲပေးခြင်းခံရပြီးခမီးတော်ကဆေလွတ်တဲ့ပုံကိုယ်တွေအဖြစ်အဆင့်ထိအောင်ကိုသူကမြှင့်တင်ပေးခဲ့ပါတယ်။သူကဘလောက်ချစ်တယ်ဆိုတဲ့အချက်ကိုသိရှိလာပါတယ်။လူတွေနားမလည်နိုင်တဲ့နေ့မကြုံတွေ့ဘူးတဲ့နေ့လူတွေမချစ်နိုင်တဲ့နေ့နဲ့ချစ်ပြလာပြီးဘုရားသခင်ကဘလို့ပုံကိုယ်မျိုးဖြစ်လဲဆိုတာကိုဖွင့်ပြလာပါတယ်။သူရဲ့ချစ်ချင်းအားလုံးအရာအားလုံးကိုပြောင်းလဲစေပါတယ်။နောက်လိုက်များအားလုံးကိုပြောင်းလဲစေတယ်။ တမန်တော်တွေကြီးပဲမကဘူးယုံကြည်သူများအားလုံးရဲ့ဘဝကိုပြောင်းလဲစေပါれကျွန်တော်တို့တယောက်စီဟာလည်းပဲ fragile ကျိုးပဲနိုင်တယ်ကြရှုံးနိုင်တယ် failed တစ္ဆာဖောင်းနိုင်တဲ့ပုံကိုယ်တွေလည်းများစွာရှိပါれသို့တော့ဒီပုံကိုယ်တွေကိုသူ့ရဲ့ချစ်ချင်းနဲ့ပြန်လဲပြုပြင်ပေးခဲ့ပါれဒါဟာပါစကားရဲ့ဖြစ်ပြပဲဖြစ်ပါれပါစကားနဲ့နဲ့အချက်လည်းပဲဖြစ်နေပါれဒီအแทကိုကျွန်တော်တို့တယောက်စီ ဖိတ်ခေါ်ခြင်းခံရပါတယ်တယောက်စီပြောင်းလဲပေးခြင်းခံရပါတယ်ဒီလိုပြောင်းလဲပေးခြင်းစွမ်းအားကတော့သူ့ရဲ့ချစ်ချင်းရဲ့စွမ်းအားပဲဖြစ်ပါတော့တယ်ဒါကြောင့်သူ့ရဲ့ချစ်ချင်းဟာအကုန်လုံးကိုပြောင်းလဲစေနိုင်တယ်ဆိုတာကို အမြဲမှတ်ယူပြီးသူ့ရဲ့ချစ်ချင်းကိုလက်ခံတုံ့ပြန်ဖို့ကြိုးစားကြပါစို့